်မင်္ဂလာပါရှင်ကျမတော့ဖူအီနွယ်ပါဒီဗီယိုမြင်တန်ကြရင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြန်မာနိုင်ငံကိုခဏပြန်လာချင်းစစ်တပ်ရဲ့ဖမ်းဆီးခံခဲ့ရတဲ့ရွှေဝါရောင်ဆရာတော်နဇောလို့လူသိများတဲ့ဆရာတော်ဥပညာဇောတာကိုအော်တိုဘားလ30ရက်မှာစစ်တပ်ကပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့သိရပါဗျ။ဆရာတော်ဥပညာဇောတာဟာအမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီး 2024ခုနှစ်နိုဝင်ဘာလအတွင်းမှာမင်္ဂလာရုံမြို့နယ်အတွင်းကတိမ်ကျောင်းတစ်ခုရဲ့ပနက်တင်မင်္ဂလာပွဲအခမ်းအနားအတွက်မြန်မာနိုင်ငံကိုပြန်လာချိန်ဖမ်းဆီးခံခဲ့ရပါဆရာတော်ဟာစစ်တပ်ကိုအကြီးညိုပြက်စီမှုပုံမှန်905ကကြီလူမှုကြီးကြပ်ရေးအဥပဒေပုံမှန်73တအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေဖြစ်တဲ့90ညနဲ့92ကကြီစတဲ့ပုံမှန်တွေနဲ့အမှုဖွင့်ခံခဲ့ရပြီးအေးစိန်ထောင်မှာတစ်နှစ်နီးပါးထိန်းသိမ်းခံခဲ့ရတာပါဆရာတော်ကိုအမေရိကန်နိုင်ငံသားဖြစ်လို့ပြန်လွှတ်လိုက်တာဖြစ်ပြီး ဆရာတော်ကတော့လွတ်လွတ်ချင်းအမေရိကန်နိုင်ငံကိုပြန်ကြွသွားတယ်လို့ဆရာနဲ့နှီးဆက်သူတယောက်ကပြောပါတယ်ဆရာတော်ဥပညာဇောတာဟာရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်တွေထဲမှာပါဝင်တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းဆရာတော်တစ်ပါးဖြစ်ပြီးအမေရိကန်ပြည်အောင်စုနယူးယောက်ပြည်နယ်ဘက်ဖလိုမြို့ကမြစ်တာပါရမီကျောင်းရဲ့ကျောင်းထိုင်ဆရာတော်လည်းဖြစ်ပါတယ်ရှင်။အာနာဒင်းစစ်တပ်ကဒီနှစ်အကုန်မှာကျင်းပဖို့စောင့်ရနေတဲ့ရွေးကောက်ပွဲကို တော်လိုင်းအင်အားစုတွေဘက်ကဟန်သားနိုင်ဖို့ခက်ခဲပေမဲ့အဲ့ဒီရွေးကောက်ပွဲကပေါ်ပေါက်လာတဲ့အစိုးရကိုမြန်မာနိုင်ငံကိုကူစားပြုတဲ့အစိုးရအဖြစ်နိုင်ငံတကာကလက်မခံအောင်မဟာဗျူဟာကြကြအခုထက်ပိုမိုဆောင်ရွက်ဖို့လိုတယ်လို့တော်လိုင်းအင်အားစုတွေဘက်ကပြောပါတယ်အနာသိန်းစစ်တပ်ဟာသူတို့တွေထိန်းချုပ်ထားတဲ့မြို့တွေမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်ပြီး၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရလွှတ်တော်အထားမြောက်နိုင်တဲ့ ကိုယ်စလဲအချိုးစားရအောင်မဲဆန္ဒနယ်မြေတွေကိုတတ်မှတ်ထားတာကြောင့်အဲ့ဒီရွေးကောက်ပွဲကိုဟန်သားနိုင်ဖို့ခက်ခဲတာ ဖြစ်တယ်လို့ကယင်ီမျိုးသားတုတ်တရေးပါတီ KMPP ရဲ့ထွေထွေတွင်ရင်မှုကပြောဆိုပါတယ်အားလုံးကသိကြတဲ့အတိုင်းပဲလေဒီသူလုံးမဲ့ရွေးကောက်ပွဲကိုတော့ကျွန်တော်တို့ကတားဆီးဖို့ဆိုတော့ဒါကတော့တော်တော်လေးခက်လိမ့်မယ်အဲအဓိကကတော့နိုင်ငံတကာအကနေမှသူ့ကိုအတိမတ်မပြုဖို့ကပုံမှန်အရေးကြီးတယ်ပဲကျွန်တော်ကနားလဲဘာကြောင့်လဲဆိုလို့ရှိရင် ူကဘိုင်းလေးတွက်ပြီးတော့မှဒီမဲဆိုင်မဲခဲမဲဥယျာဉ်တွေကိုလည်းသူကအတိအကျသူကလောက်ထားပြီးသားဖြစ်တယ်။ဆိုတော့အဲ့ဒီရေကောက်ွယ်မှာပြင်းမြောက်ရေကတော့အာနည်းနည်းတော့ခက်တယ်ပေါ့နော်အဲ့ဒါလေးပါ။ဒါနဲ့ကျွန်တော်တို့ကတော့ tolerance အနေနဲ့တော့ကျွန်တော်မဖြစ်စေချင်ဘူးလေနော်။ဟုတ်ကဲ့။နိုင်ငံရေးနည်းရနိုင်ငံရေးနည်းတော့လောက်ရမှာဖြစ်တယ်။အဲ့ဒီအချက်ကိုမြို့ပြတော်လိုက်တဲ့ဦးတာဝန်ခံကိုထက်ကထောက်ခံတယ်လို့အာနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အထမြောက်အောင်ဆောင်ရွက်ပေးတဲ့အဓိကတရားခံတွေကရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြတဲ့နိုင်ငံရေးပါတီတွေနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းတွေဖြစ်တယ်လို့ပြောပါတယ်။တွလန်ရင်အင်အားစုတွေအနေနဲ့အာဏာသိမ်းစစ်ကောင်စီဘက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဟန်တားနိုင်ဖို့မဲယုံတွေကိုဖောက်ခွဲဖျက်ဆီးတာကအဖြစ်မဟုတ်ပဲစစ်ကောင်စီဘက်ကထောင်နဲ့ထောင်ချောက်ထဲကိုရောက်ပြီးနိုင်ငံတကာကတွလန်ရင်အင်အားစုတွေအပေါ် မြင်နေတဲ့အမြင်တွေပြောင်းလဲသွားစေနိုင်တဲ့ကိစ္စရပ်တွေကိုလည်းတတိထားရှောင်ရှားလုပ်ကင်ကြဖို့လိုတယ်လို့ဆိုပါတယ်။ဝင်ပြိုင်တဲ့ပါတီတွေမှာလည်းအမှားရှိတယ်။ဒါတိုင်းဒီဝင်ပြိုင်တဲ့ပါတီတွေကဒီရုပ်ကပွဲဝင်ပြိုင်တဲ့ဒီပါတီတွေဟာမြန်မာနိုင်ငံကိုရောင်းစားတဲ့တကယ့်သမိုင်းကြီးရခံနေတာလည်းဖြစ်တယ်။ ါကမြန်မာနိုင်ငံကိုရောင်းစားတဲ့တကယ့်တမိုင်းတရခံနေဖြစ်တယ်။နောက်မျိုးဆက်ကိုမကြည့်တဲ့နောက်မျိုးဆက်ကိုချနှင်းပြီးတော့သူတို့လူချင်းနဲ့အာဏာရဖို့သူတို့အတ္တတွေနဲ့ဒီလူငယ်တွေဘဝတွေကိုရောင်းစားနေတဲ့တမိုင်းတရခံဖြစ်တယ်။ဒီကောင်နေယူကဘွဲကိုဟန်တာနောက်နောက်ဆက်ဖို့ဆိုတာအထက်ဆိုင်ကျွန်တော်ဘာလုပ်နိုင်မလဲအတိမတ်မပြုတ်ဖို့ပဲဒီနီးလန်းနဲ့ပဲတော့ရမယ်ထင်တယ်။လောလောဆယ်ရတော့ဒီယူကဘွဲကိုဟန်တာနောက်ဆက်နိုင်မယ်အဖြေဆိုတာတော့ရှာကြံအောင်မယ်အနေထားပါ။ ဟန်တားဖို့ဆိုရတော့ကျွန်တော်တို့ဘက်ကတော့ခက်ခဲပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကလက်နက်ကင်ထားတဲ့လူတွေဖြစ်တဲ့အတွက်ဒီဟာကကျွန်တော်တို့ ਨੇ သက်ဆိုင်ကောင်းသက်ဆိုင်လိမ့်မယ်ကျွန်တော်တို့ကအရှင်ယူလို့မရတဲ့အနေအထားမှာရှိနေတဲ့အနေအထားပါအနာဒိုင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်တော်လှန်နေကြတဲ့တိုင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတော်လှန်ရေးအင်အားစုတွေဘက်ကတော့အနာဒိုင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုသူတို့တွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာကျင်းပခွင့်ပြုမှာမဟုတ်ဘဲ အဲ့ဒီရွေးကောက်ပွဲကိုဖော်ဆောင်နေတဲ့သူတွေကိုပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားကြပါတယ်။လက်ရှိမှာမြို့သားညညရေးအစိုးရပါဝင်တော်လှန်ရေးအင်အားစုတွေဟာအာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဟန်တားနိုင်မဲ့နီလန်းတွေကိုပူပေါင်းရှာဖွေမှုတွေလှုပ်ဆောင်နေတယ်လို့ဓနုပြည်သူ့လူမျိုးရေးတပ်ဦးပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့လုံမဲ့ရွေးကောက်ပွဲ အဲဟိုကျွန်တော်တို့ဒေါ်လိုင်းရစုနေတော့အလုံးစုံကတော့ဟန်တာနေမှာမဟုတ်ဘူးလို့ဒါကျွန်တော်အမြင်အကျွန်တော်အမြင်ကတော့အလိုရှိတယ်ဗျာဟာစီကွန်စီယူကပွဲအဲအလွန်ကာလကိုလည်းကျွန်တော်တို့ကကြိုကြိုပြီးတော့စဉ်းစားထားဖို့လိုတာပေါ့လေနော်အစီကွန်စီယူကဝဲဖြည့်ချင်းမဖြည့်ချင်းကိုအတိကားဆိုစီကွန်စီယူကဝဲဖြည့်ခဲ့ရင်တော့ဆိုတဲ့ဟာမျိုးကျွန်တော်တို့အများကြီးစဉ်းစားဖို့လိုတယ်တကယ်လို့ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တော်လိုင်းအေးအားစုဦးအနေနဲ့ကလည်းအများကြီးအခက်ခဲနေအဟန်တာတွေနောက်တစ်ခုကဒီထက် အပူပြီးတော့ PR အနေနဲ့အများကြီးရင်ဆိုင်ရနိုင်တယ်လို့ကျွန်တော်တို့အလူမျိုးမြင်တယ်ဗျာအနာဒင်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုတပိမောက်စန့်ကျင်ရေးကာလအဖြစ်အော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိတက်မှတ်ကြောင်းတော်လရင်အင်အားစုတွေကထုတ်ပြန်ပါတယ်စစ်တပ်အနာသိန်းကျင်ကနေယနေ့အထိအကြမ်းဖက်မှုတွေအပြင်အကျဉ်ပြတ်ခြားစားမှုအမျိုးမျိုးနဲ့နိုင်ငံရဲ့အရင်းအမြစ်တွေကိုပျက်စီးဆုံးရှုံးခဲ့တာကြောင့်ရလက်အနေနဲ့လူကြီးရဲ့စစ်နှက်တန်းကျော်ဟာ ငမုံမှုတွေနဲ့ကြုံတွေ့နေရပြီးနေ့စဉ်အကြမ်းဖက်မှုတွေနဲ့မလုံခြုံမှုတွေပြင်းထန်နေတဲ့တိုင်းပြည်တစ်ခုဖြစ်နေတဲ့အချိန်မှာစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လိုတယ်လို့ဆိုပါတယ်အဲ့ဒီအပြင်နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့အာဏာသိမ်းစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုမထောက်ခံဖို့လိုတယ်လို့လည်းတော်လှန်ရေးအင်အားစုတွေဘက်ကတောင်းဆိုထားတယ်လို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်ကလည်း မြမပြည်သူလူထုရဲ့ဆန္ဒအမှန်ကို လေးစားအသိမှတ်ပြုဖို့နဲ့အနာသိစစ်တပ်ကကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။အနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့အသိအမှတ်ပြုခြင်းမပြုခြင်းဆိုတာထက်လက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့နိုင်ငံရေးအခြေအနေအရပြည်သူလူထုအနေနဲ့ကိုယ်သဘောဆန္ဒကိုပြောဆိုနိုင်တဲ့အခြေအနေမှာမရှိတာကြောင့်အဲ့ဒါကိုဆောင်ရွက်နိုင်ဖို့ လွှတ်တော်လမ်းကြောင်းကနေပေါ်ဆောင်ဖို့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်တိုင်းတာဖြစ်တယ်လို့မွန်ညညရေးပါတီပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်ဒီနိုင်ငံကတိမှပြူတာမပြူတာကတော့ကျွန်တော်တို့တပိုင်းပေါ့နော်ဒီပြည်ထောင်နိုင်ငံရေးပါတီသူအနေနဲ့ရွေးကောက်ပွဲဖြစ်လို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲတော့ဟိုကျွန်တော်တို့ဝင်ရမှာပဲဒါရွေးကောက်ပွဲကိုကျွန်တော်တို့ဖြတ်တန်းရမှာပဲလေဒါမှကျွန်တော်တို့ဒီဒီလေးနဲ့ ဟိုတိတိဆက်ဆံမှုရမယ်လိုအပ်ချက်တွေကျွန်တော်ဖြည့်ဆည်းပေးနိုင်မယ်ကျွန်တော်တို့ပြောလို့ရမယ်ဒါအတော့ဟိုကျွန်တော်တို့ရဲ့ဓာတီရဲ့ဒီဒီဒီကဥပ္ပချက်ပေါ့နော်ဒီလူတွေရဲ့အကျိုးရှိဘွားကိုအခြေခံပြီးတော့ကျွန်တော်တို့ဟိုဟိုစီးရုံရမှာပေါ့နော်အနာဒိန်းစကောင်စီကဒီသမလာ28ရက်နေ့မှာရွေးကောက်ပွဲပထမပိုင်းကိုမြို့နယ်တရား2မြို့နယ်မှာကျင်းပမှာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲကိုပါတီပေါင်း58ပါတီက ကိုစလဲ9000ကျော်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။နောက်နှစ်ဇန်နဝါရီလ17ရက်နေ့မှာတော့ရွေးကောက်ပွဲဒုတိယပိုင်းကိုမြို့နယ်တရားမှာထပ်မံကျင်းပသွားမယ်လို့အနာသိစကောက်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမကတော့ဖူးအီနွယ်ပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။